ားလုံးပဲမင်္ဂလာပါကျွန်တော်တို့64 year နဲ့ပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်တို့ဒီ breaking news တက်လာတယ်ပေါ့တက်လာတာပါလဲဆိုတော့ဒီ Jimmy Kitten နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ Chelsea အနေနဲ့သဘောတူညီမှုရပြီဆိုပြီးတော့တက်လာတယ်။ဆိုတော့ဟို Chelsea နဲ့ဒီတော့မွန်ချာမှာပဲဆွေးနွေးစရာတွေကျန်တော့ရယ်ဆိုပြီးတက်လာတယ်။ဆိုတော့ဟောဒီသတင်းနဲ့ပတ်သက်ပြီးတော့အမြင်လေးတွေပြောအောင်ပေါ့နော်ဒီကံသမားကိုကျွန်တော်အသင်းတကယ်ကိုလိုအပ်ရလားဆိုရဲ့အပိုင်းပေါ့နော်ဒီကံမဟိုကျွန်တော်တို့တောင်းပန်မှာတော့ အနေချင်းကြည့်ဘူးလေကျွန်တော်ဘာလို့ဆိုတော့ဒီဂျာမန်ဘွန်နလီကာကိုကျွန်တော်တို့အမြဲတမ်းလေးမကြည့်နိုင်တဲ့အတွက်ရံပါရံပါထားပွဲတွေပေါ့နော်ဒါလောက်ပဲကြည့်ဘူးတာဖြစ်တဲ့အတွက်အရင်ကြီးတော့ဟိုမပြောတတ်ဘူးဒါပေမဲ့ဒီသတင်းတက်လာတဲ့နောက်ပိုင်းမှာကျွန်တော်တို့သူ့ရဲ့အဒီ highlight တွေပေါ့နော် highlight တွေပြန်ပြန်ကြည့်ပြစ်တယ်ပေါ့နော်ပြန်ကြည့်ပြစ်တဲ့အခါမှာဒီသမားကအမြင်မှာတော့မဆိုးဘူးပေါ့နော်ဆိုးဘူးဆိုတော့ ဒီပြင်ကျွန်တော်ကထပ်ပြီးတော့ဘာကြက်လဲဆိုတော့သူ့သူ့ရဲ့ injury record ပေါ့နော်ကျွန်တော် injury record ကိုဘာကြောင့်စိတ်ဝင်စားရလဲဆိုတော့အာဒီ Premier League လို့အနေထားမျိုးနဲ့ဒီဘက်ကဟို Bundesliga မျိုး Bundesliga နဲ့မတူဘူးပေါ့နော်အာ Premier League ရဲ့အာကစားပုံအာ Premier League Premier League ရဲ့ဒီ momentum ဒါဟိုထိတ်လိုက်နိုင်မလားဆိုတော့ ဟာမျိုးကျွန်တော်စိတ်ဝင်စားလို့ဒီ injury record ကိုကြည့်တဲ့ခါမှာဒီ MRI injury record ကတော်တော်စူးစူးဝါးဝါးရှိရပေါ့နော်ကြောက်စရာကောင်းလောက်ရှိရအသက်20လို့အရွယ်မျိုးအရွယ်အနေထားမျိုးမှာ record က injury record ကအရင်များနေရအမင်းနဲ့တကယ်ဒီပခုံးတန်ရပေါ့နော်ပခုံးတန်ရနဲ့သူရက်ပေါင်းများစွာနားတယ်အာပွဲပေါင်းတုံးတော့ပွဲပေါင်းဘလောက်နားရတယ်ဆိုပြီးတော့ကျွန်တော်တို့ဒါမျိုးတွေတွေ့ရတယ်ပြီးတော့ဒီအင်္ဂယ်လေတဲ့ တန်ရာပေါ့နော်ဒီတန်ရာတွေကိုလည်းဟိုတွေးတွေးရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တော့တိတ်ပြီးတော့ဒီဒီဟာတို့ဆိုရင်စီရှိရပေါ့နော်ဆိုရင်စီရှိရတိတ်ပြီးတော့မကြိုက်ဘူးလို့ပြောလို့ရတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒီဂျမန်ဘွန်ဒလီကာနေပြီးတော့ကျွန်တော်ချက်စီကိုရောက်လာတဲ့ကာမဘေကာမမှာအကောင်းမအောင်မြင်လာမျိုးမတွေ့ရဘူးဆိုတော့မက်ကဗလက်ကိုကျွန်တော်ထောက်ပြလို့ရတယ်ဒါပေမဲ့မက်ကဗလက်ကလည်းအောင်မြင်တော့အမျိုးမရှိဘူးကျွန်တော်တို့ဒီသူကတကယ်တော့ အာမတပါလကဒီပူပန်ရကော့ပြပြရကစားသမားဗျာကျွန်တော်ကြောင်းဒီမှာကောင်းကောင်းကြီးအလုံးလုံးကောင်းကောင်းကြီးဟိုခြေစွမ်းပြပြီးမှကျွန်တော်ချက်စီကိုရောက်လာတာဖြစ်တယ်ဆိုတော့ဒီကစားသမားတော့မှကျွန်တော်တို့အောင်မြင်နေတဲ့အနှုံကအရင်နေတယ်လို့ပြောလို့ရတယ်အနေထားမျိုးဗျာဆိုတော့ဒီကျွန်တော်တို့ကင်းကင်တို့ကြည့်မလားဒီအဲဒီမဘာနာတို့ကြည့်မလားသူတို့အောင်မြင်သွားတာချက်မလေးဖလားရလို့အောင်မြင်သွားတယ်လို့ပြောလို့ရပါပဲခြေစွမ်းရကျွန်တော်မလောက်ဆရာအများကြီးမရှိဘူးဆိုတော့ ဘိုဆိုကပါလဲဆိုဒီကင်တန်ဆိုကစားသမားကဒီအင်္ဂလန်သားဖြစ်နေပေါ့နော်အင်္ဂလန်သားတွေကိုကျွန်တော်မနက်ပြောရင်မယုံဘူးမယုံဘူးဆိုတော့ဒီကစားသမားတွေကအာတခုခုနည်းနည်းလုတ်ပြလိုက်ပြီဆိုတော့သူတို့အောက်ချလွတ်တဲ့ပုံစံမျိုးကိုတွေ့ရတယ်စိတ်သက်တွေကိုမကြိုက်တယ်ပေါ့နော်စိတ်သက်တွေကိုမကြိုက်ဘူးအော်ကျွန်တော်ဒီနေရာမှာဒီစပိန်ကဒါမှမဟုတ်ဘရာဇီးကဒီကစားသမားတွေ ဟိုကျွန်တော်ကသဘောကျတယ်ပြီးတော့အာဖရိကပေါ့နော်ဒီကမ်းသမားတွေနဲ့ကျွန်တော်ချက်စီနဲ့ပို့ပြီးတော့ live ဖမ်းမှုရှိတယ်လို့ကျွန်တော်ကပို့ပြီးမြင်တယ်ပေါ့နော်ဂျမီကစ်တန်ကကျွန်တော်တို့အရင်ကကျွန်တော်တို့ချက်စီမှာအာရှိရဘူးတဲ့ Hassan Orion ပေါ့နော်ဒီကစားသမားတွေရဲ့ကစားပုံနဲ့စင်တယ်လို့ပြောလို့ရတယ်ပြောပြီးတော့ဂျာမနီမှာကျွန်တော်တို့ခြေစွမ်းပြအထင်ကြီးစရာမရှိဘူးထင်ကြီးစရာမရှိဘူးဆိုတော့ဂျာမနီလိကိုထင်သေးလို့ပြောမှာမဟုတ်ဒါပေမဲ့ဂျာမနီလိမှာဟိုโกตวินก้องมาเลยสู่แล้วเอ่อ ဟိုတိုက်စစ်မှုတွေပေါ့နော်အဲတခြားလိကိုတွားကြည့်အများနဲ့ယုံခံရတယ်ဥပမာကျွန်တော်ဂျိုဘေးဆိုရင်ဒီအာမက်ထရစ်ကိုရောက်လာတယ်ဘာမှပွဲကောင်းမွန်ကစားလိုက်ရမှာမဟုတ်ဘဲနဲ့တိုင်ပတ်သွားတယ်ပြီးတော့တီမူတီမူဘာနာကျွန်တော်ချက်စီကိုရောက်လာတယ်ဟိုလူတွေအများကြီးချစ်ကြပေမဲ့လည်းတောက်လျှောက်ဆိုလို့ဟိုအဆင်မပြေမှုတွေအများကြီးပဲအဲကြုံရတယ်ဒါအောင်လူတိုင်းမြင်တယ်ဗျမြင်တယ်ဆိုဟိုနောက်ကျွန်တော်တို့တခြားပြောစရာကစားမားတွေလည်းရှိရပါတော့အဲဘာကြောင့်ဒီဂျာမနီမှာ ော်တက်စင်မှုတွေခိုးသိင်းခိုးတွေအများကြီးသွင်းနေရလဲတောင်မကသောမားတွေခိုးတွေအများကြီးသွင်းနေရလဲဆိုတော့သူက open play ကိုအမြဲတမ်းတည်တယ်ဗျာ open play ကစားတယ်လုံးဝကျွန်တော်တို့ဒီ block system ကိုသူတို့စိတ်ဝင်စားအောင်ကျွန်တော်တို့ငါတို့ခိုးသွင်းမယ်သူသွင်းငါသွင်းမယ်သူသွင်းငါသွင်းမယ်ဆိုရင်ပုံစံမျိုးကိုပဲတွေ့တွေ့ရတယ်ဗောနော်တွေ့ရတဲ့အခါမျိုးမှာခိုးသွင်းတာမဆန်းဘူးဗောနော်ကျွန်တော်တို့ဒီ premier league မှာတော့မဟုတ်ဘူးကျွန်တော်တို့ပွဲတစ်ပွဲနဲ့တစ်ပွဲချင်းကပ်ပုံကအာတခြား league တွေနဲ့မတူဘူးဗျာ ဟိုပိုပြညင့်တယ်လို့ပြောလို့ရတယ်ဥမာတို့ခုဟိုကွာရီယိုလာရဲ့ system ကျွန်တော်တို့ဒီ head speed တွေကြားမှာဒီ line တွေကြားမှာအလုပ်လုပ်တဲ့ system တခြားဒီအသိငယ်တွေအားစလိုက်ပြီးတော့ဟိုတူပပြီးကစားနိုင်တဲ့အနေအထားမျိုးကြီးရောက်လာတဲ့ခါမှာကွာရီယိုလာတော့မှအာဘယ်လိုပြောမလဲပြန်ပြီးတော့အဖြစ်ရှာလို့မရတဲ့ပုံစံမျိုးဖြစ်ပြောဒီဟာဒီမှာဆိုရင်သူကြာရှုံးတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါမျိုးအခြေအနေတွေဖြစ်တာပေါ့နော်ပြတဲ့ကတော့ကျွန်တော်တို့ အာပူနယ်လီကာနဲ့ဒီပရီးမီယားလိနဲ့ကွာချက်ချက်ကဒါပဲပေါ့နော်ပူနယ်လီကာမှာအမ်မင်းတို့စစ်စတောင်းကစိတ်ဝင်စားဘူးငါစစ်စတန်နဲ့ငါကစားမယ်ဆိုကိုရီထိုင်းနဲ့တင်တာဒါထူးဆန်းတဲ့နေထိုင်မျိုးမဟုတ်ဘူးဒါပေမဲ့အဲတခုစိတ်ဝင်စားစရာကောင်းတာဒီဂျမ်မီကစ်တန်ဆိုတဲ့ကလေးရလဲတော့မန်စီးတီးရဲ့ယူ၁၈မှာသူကစားခဲ့ဘူးတာပေါ့နော်အကယ်ဒမီထွက်လို့လည်းပြောရင်တော့မမှားတော့မမှားဘူးပေါ့နော်အာဒီယူ၁၉မှာဒီတော့မောင်ရောက်တယ်ပေါ့နော်ဆိုဘာလဲပေါ့ဒီမန်ချက်စတာစီးတီးရဲ့ ဟိုကကသမားတွေအကယ်မီတွက်တွေပဲလိုက်ခေါ်နေရလားဆိုတာမျိုးတော့တွင်းမြေတည်းဥမာကျွန်တော်တို့ကိုပါမလာဗီယာဟိုဒီခု LND လက်ပါရောက်လာပြီနော် LND လက်ပါရောက်လာပြီဆိုတော့အခုဂျမီကစ်တန်သာရောက်ပါဆိုရင်တော့မစီးရီးယားကကသမားတွေအများကြီးပဲရှိနေပြီးတော့စမ်းချိုတော့မှကျွန်တော်တို့ခောက်ပြီးခေါ်လိုက်သေးရဲ့ဆိုတော့ဘာလို့လဲပေါ့နော်ဒီမန်ချက်စတာစီးတီးရဲ့ဟိုအသင်းကယ်ဒမီတွက်တွေပဲခေါ်နေရဆိုတာမျိုးဖြစ်တယ်ပြီးတော့ ဒီ potential sign တွေခေါ်တဲ့အပိုင်းပေါ့နော်ခု chemical ဆိုလဲဒါ potential sign ပဲပြော probable ကဘာမှပြရတဲ့မဟုတ်ဒီရဒီမှာဆိုလဲဒုံမွန်အတွက်19ပဲတွင်းတာဘာမှဟိုထူချပြီးတော့မလောက်စရာမရှိဘူးဗျာဆိုတော့ဟို potential sign တွေကြီးပဲခေါ်နေတဲ့ကိစ္စအားလည်းနည်းနည်းလေးတော့ဟိုပြဿနာရှိတယ်လို့ကျွန်တော်ကမြင်နေပေါ့နော် potential sign တယောက်ခေါ်ထားပါတော့ခေါ်ပြီးဆိုကျွန်တော်တို့သူ့ရဲ့သူ့ပုံမှာထားတဲ့ငွေကြေး အင်ဗက်စမန့်လုပ်ရတဲ့ငွေချေးပေါ့နော်အဲ့ဒါကိုပေါ့ကျွန်တော်တို့က risk ယူပြီးတော့ခေါ်ရတာသူအဆုံးရှုံးနိုင်ခြင်းကဘယ်လောက်ရှိလဲအာဒါဒီမှာတွက်ပြီးတော့ခေါ်ရမယ့်အနေအထားမျိုးမှာအာဒီ injury history ပေါ့နော် injury history record ကလည်းဘာမှထူးခြားပြီးကောင်းနေရမှာမဟုတ်တော့ဘယ်လိုပြောမလဲအာဒီ potential sign ကြီးကိုခေါ်နေရအောင်ခဏရက်ပြီးတော့ပေါ့နော်ခုကျွန်တော်ပြပန် record ပြတဲ့အာကစားသမားတွေကိုခေါ်တဲ့နယ်လို့ကျွန်တော်ကမြင်နေပေါ့နော်ဟိုဘုံတင်တဲ့အောင်မြင် ဖို့အတွက်အဒီ process ဆိုင်ကြီးရလည်းရေးပါတဲ့နေရာမှာရှိပြီမဲ့လေဒီကျွန်တော်တို့ program record ပြပြီးသားကစားသမားတွေအတွေ့အကြုံရှိတဲ့ကစားသမားတွေနဲ့အပေါင်းဆက်မှတာလည်းပို့ပြီးရရှိမှာအောင်မြင်နိုင်တဲ့အနေအထားမျိုးဖြစ်တယ်လို့ကျွန်တော်ကယူဆရတယ်ပေါ့နော်ဆိုတော့ကျွန်တော်အမြင်ရဆိုရင်တော့ဒါ process ဆိုင်ကြီးတွေကိုခဏရပ်ပြီးတော့ program record ပြပြတဲ့အဲကစားသမားတွေကိုရောဆက်ပြီးတော့ခေါ်တင်တယ်လို့ကျွန်တော်ကမြင်တာပေါ့နော်ဆိုတော့ ဒီကျွန်တော်တို့ကစ်တန်ကိုခေါ်လိုက်တယ်တောင်မန်းလုံလောက်ပြီလားဆိုတော့လုံလောက်မှာမဟုတ်ဘူးကျွန်တော်တို့ကစ်တန်ဆိုရလဲဒီမန်းပြောရင်မာလူကေကိုမယုံရင်ဒီဂျာမနီကိုပို့ကြည့်လိုက်ကောင်းကောင်းခြေစွမ်းပြလိုက်မယ်ဆိုတော့မာလူကေလောက်ပဲအဆင့်ရှိရကစားသမားမျိုးပြကျွန်တော်တို့ knowledge champion လိတ်ကံမှာကျွန်တော်တို့ဒီကစားသမားတွေနဲ့မလုံလောက်ဘူးဒီလိုတက်စစ်နဲ့မလုံလောက်ဘူးပေါ့နော်ဒါပြောချင်တာပေါ့နော်ဆိုတော့ program record ဟိုပြပီးတာကစားသမားတွေကိုပဲကျွန်တော်တို့ချက်စီရမန်းပြောရင် လိုအပ်နေတာဖြစ်တဲ့အတွက်အာဒီ signing ကိုတော့မှန်တယ်ပြောအများကြီးအဲသဘောမကျဘူးဆိုတော့ညီကိုတို့အမြင်ရောပေါ့နော်အာဒီကျွန်တော်ပြောခဲ့ရတဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲပေါ့နော်အမြင်လေးတွေညှောက်ဝေပေးချက်ပါဦးအားလုံးကျေးဇူးတင်ပါတယ်